မင်္ဂလာပါ MM Property ကနေပြန်လည်ကြိုဆိုလိုက်ပါဒီဗီဒီယိုကတော့ရန်ကုန်မြို့အထက်ပတ်စွန်းလမ်းအနီးမှာရှိတဲ့ကျန်တော်ကြီးရိတ်မှုတွေကတိန်းတောင်းခွဲတန်ဖွင့်တော်ခန့်အောင်လိုက်ပြပေးတော့မှာဖြစ်ပါစေဘလောက်မိုက်လဲဆိုတော့ကျွန်တော်ကြိုလိုက်ကြည့်လိုက်အောင်အထက်ပန်းစိုးရန်လမ်းကနေဝင်လို့ရသလိုတိန်ပြူလမ်းကတစ်ဆင့်ဒိုဘီလမ်းကနေလည်းဝင်လို့ရပါတယ်ဒါကတော့ကျွန်တော် living room area ဖြစ်ပါတယ်ပေါ့နော် အဲဒီခန့်အား2400 square feet ရှိတဲ့အတွက်အဲကျကျဝန်းဝန်းနဲ့ကျွန်တော်မိသားစုများတဲ့လူတွေအတွက်လည်းတင့်တော်ပြီပေါ့နော်အဲကျွန်တော်ဒီနားမှာဆိုရင်ကျွန်တော် twin size စပွဲတွေပါထားလို့ရတယ်ပြီးတော့ sofa set တွေအဲ TV စင်တွေပေါ့နော် TV စင်တွေနဲ့ဆိုရင်ကျွန်တော်ကျကျဝန်းဝန်းနဲ့အဲနေလို့ရတာပေါ့နော်အဲပြီးတော့ကျွန်တော်တို့အခန်းနေထားရလဲ parking တွေကျွန်တော်တို့ air con ဆိုလဲနှလုံးပါတယ်ပေါ့နော်ပြီးတော့ lighting တွေနဲ့အပြည့်စုံပြင်ဆင်ပြီးသားဖြစ်တဲ့အတွက်အသင့်နေထိုင်မှာပေါ့အဲဆိုရင်ကျွန်တော်တို့ master bedroom ခန်းလေးကိုကြည့်လိုက်အောင် ဒါကတော့ master bedroom ခန်းနေတဲ့အခန်းတစ်ခန်းပေါ့နော်။သူက main ခန်းလို့ပြောလို့ရရဗျ။ဒီ၃ခန်းထဲမှာဆိုရင်သူက square feet အနေနဲ့လည်းအကျယ်ကြီးပေါ့နော်။အကျယ်ဆုံးဖြစ်တယ်။ပြီးတော့ master bedroom ဖြစ်တဲ့အတွက်ရေချိုးခန်းအိမ်သားလည်းပါပြီးသားဗျ။အဲပြီးတော့ကျွန်တော်ဒီအခန်းအနေထားလည်းကျွန်တော်တို့ပါကင်းကြီးကျွန်တော်တို့ echo ဆိုတဲ့နှလုံးပါတယ်ဗျအခန်းကျယ်ဖြစ်တယ်ဗျာပြီးဒီဘက်မှာဆိုရင်ကျွန်တော်တို့မနေ့ကျရင်လေကောင်းလေပန်းရှူလို့ရတဲ့ဝန်ထားလည်းရှိသေးတယ်ဗျဒီကနေဆိုရင်ကျွန်တော်တို့အထက်ပန်းစွမ်းလမ်းလမ်းမြင်နေရပါတော့ ျွန်တော်တကားရေးဆိုလဲကျွန်းတကားတွေပေါ့နော်ကျွန်တော် quality ကောင်းတဲ့ကျွန်းတကားတွေကိုကျွန်တော်သုံးတာပေါ့ဒါကောင်းချိုက်တဲ့လူတွေအတွက်တော့ quality ပဲဒီခန့် second master bedroom ခန့်ပေါ့နော်ခန်းနေထားကျွန်တော်လူငယ်အတွက်တော့တင့်တော်ရဲ့ဗျကျွန်တော်မှုရခဲ့တဲ့နေ့ဒီမှာထားလို့ရမယ်ပြီးတော့ဂိမ်းဝါနာပါတယ်လို့ဆိုရင်ဂိမ်းဆက်တင်ထားလို့ရမယ်ပေါ့နော်ပြီးတော့ main clip အတွက်လည်းကျွန်တော်ပြီးတော့ရင်မှန်နေကုန်တွေကိုကြည့်ကြည့်ဝုန်းဝုန်းထားလို့ရတယ်ဗျ အဲဒီခက် square feet နေထားတော့ခုနအခန့်ထက်အဲနည်းတယ်ဆိုရင်ဘုံဘောပေါ့နော်အဲသူ့အနေနဲ့သူကျွန်တော်ကိုပိုင်ဝန်ထမ်းလေးပါမယ်ပြီးတော့ရေချိုးခန်းအင်တာလည်းပါအောင်အဆိုရင်ကျွန်တော်တို့အချားခန်းသွားကြည့်အောင်ဒါအိတ်ခန်း master bedroom နောက်တစ်ခန်းပေါ့နော်ဒီခန်းလည်းကျွန်တော် master bedroom ဖြစ်တဲ့တော့ကျွန်တော်ရေချိုးခန်းအင်တာပါမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အခန်းကလည်းခြေထောက်ဝန်းရှိရပြဒီ တရားမြောက်ကတော့အေးစိနေလို့ရတယ်ဗီဒီယိုရေးစာကြည့်စပွဲရေးနဲ့အဲပြီးတော့ကျွန်တော်အခန်းတိုင်းမှာကျွန်တော်တို့ဝန္ဒနာပါပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ကိုပိုင်ဝန္ဒနာလေးပါတယ်ဆိုတော့ဟိုအောင်ချင်းမဲ့ဆိုလဲချေးလို့ရကျွန်တော်နောက်ဖောက်ကနေလာနေရမိုက်ကြဒါကြောင့်ဒီကိုကြောင့်သွားကြည့်ရ Kitchen သွားကြည့်ရ ပြီးတော့ကျွန်တော် slide လုံးနဲ့ကျေရကျွန်တော်ကွန်ဒိုရီထဲမှာဆိုလိုမျိုးမိဖို့ကြောင့်ကျေရဆိုတာရှားကိုမန်ကွန်ဒိုရီဆိုရင်ဒီလောက်မကျေဘူးကွနော်ကောင်းနှစ်လောက်ရှိကျွန်တော်နိုင်ငံမှာဆိုဒီနိုင်ငံကဘီရိုလည်းရှိတယ်ကျွန်တော်ဘေးစင်ကောင်တာရေးပြည်စုံပါဝင်တယ်ဒါကျွန်တော်ဒီမှာပစ္စည်းအထက်မလာဘူးနော်ဒါတွေစုံနေဟုတ်ဟုတ်ဆက်လို့ ပြီးတော့ကျွန်တော်တို့ကဟင်းချက်ရင်းနဲ့လည်းကျွန်တော်လေကောင်းလေသန်းလိုချင်တယ်ဆိုရင်ဗရင်ပါမန်ကြီးရှိတယ်။တော့လေဝင်လင်းထက်ကောင်းတာပေါ့နော်။မိုက်လည်းအချိန်ပဲဒါတော့အင်းရှင်မရဲ့အတိုက်ပေါ့။ကျွန်တော်နောက်ဆုံးကျန်တဲ့ခန်းလေးကိုတော့ကြည့်လိုက်အောင်ကမှန်ကန်နဲ့ ကျွန်တော်ဒီခန်းကတော့ကျွန်တော်တို့ဖျားခန်းအနေနဲ့ပဲသုံးမလားဒါမှမဟုတ်အလုတ်ခန်းအနေနဲ့ပဲသုံးမလားပေါ့နော်အဲတင့်တော်ပါတယ်ခန်းကလည်းကြေကြေဝန်းရှိတယ်ကျွန်တော်အဲကွန်နဲ့ဘာဗီတာပါကင်အပြည့်စုံတယ်ပြီးတော့ဒီမှာဆိုလည်းမှန်အနေနဲ့ပဲလုပ်ထားတာဆိုတော့ကျွန်တော်တို့အာ lighting ကောင်းတယ်ပေါ့နော်ဒီဝန်နာဆိုလည်းကျွန်တော်ရှေ့ဘက်ကိုမျက်နှာမြင်ရတာမိုက်တယ် ီအခန်းကိုဘယ်လိုအချက်တွေကြောင့်ဝယ်ယူသင့်လဲဆိုရင်ချက်ကြကြရန်ကုန်မြို့လေပေါ်မှာလည်းရှိတယ်။24နာရီ security service 24နာရီရှေ့စင်ပြီးအပြင်အင်ယာဝင်းဖြစ်တဲ့အတွက်ကားပါကင်တော်လည်းစိတ်ပူစရာမလိုတော့ဒါအပြင်တလွာလုံးပေါ်မှာအခန်းနှခန်းပဲရှိတဲ့အတွက်စိတ်ငြိမ်နေ privacy အပြည့်ရပြီးတော့နီးနားမှာလည်းမကကွန်ဒိုဝင်းထဲမှာလည်း international school ban convenience store နဲ့စားစောက်ဆိုင်တွေပြည့်ပါပဲဖြစ်တာဆို2400 square feet အကျယ်ဝန်းနဲ့အစ်တင်နေထိုင်ပြင်ဆင်ပြီးကွန်ဒိုအခန်းကို တင်းတောင်းခွဲရတဲ့ရမှာဖြစ်တဲ့အတွက်ဒီဖုန်းနံပါတ်တွေကိုအများဆုံးဆက်သွယ်လိုက်တော့နော်ဆက်သွယ်လိုက်တော့နော်